စတင်ကျောင်းများကိုဖိအားပေးဖွင့်ခိုင်းပေမဲ့လဲကျောင်းတက်သူမရှိကျောင်းကိုတင်ဆက်ပေးပါမယ်ခင်ဗျာ။ကရင်ပြည်နယ်ကော့ကရိတ်ခရိုင်ကျုံတိုးမြို့မှာစစ်ကောင်စီကစတင်ကျောင်းများကိုဖိအားပေးဖွင့်ခိုင်းပေမဲ့လဲယနေ့ဇွန်လ၂ရက်နေ့ကျောင်းစတင်ဖွင့်လှစ်တဲ့နေ့မှာကျောင်းတက်သူတဦးမှမရှိကျောင်းဒေသခံများထံကနေသိရှိရပါတယ်။ကျုံတိုးမြို့မှာရှိတဲ့စစ်ကောင်စီတပ်စခန်းများကိုဧပြီလ၁၄ရက်နေ့မှာစတင်က KNU PDF နဲ့တော်လိုင်းရေးပူးပေါင်းတပ်များကတိုက်ခိုက်လျက်ရှိပါတယ်။တိုက်ပွဲဖြစ်ပွားနေတဲ့အတွက် ကျုံတို့မျိုးဒေတာခံအများပြဘေးလွရာကိုထွက်ပြေးတင်းရှောင်နေကြရပေမဲ့စစ်ကောင်စီကစာတင်ကြောင်းဖွင့်ရန်အတင်းအကျပ်ဖိအားပေးခဲ့ကြောင်းသိရှိရပါတယ်။ကြောင်းဖွင့်ကိုဖွင့်ရမယ်ဆိုပြီးစစ်တပ်ကလာပြောတယ်။ကြောင်းမဖွင့်ရင်ဖမ်းမယ်ဆိုပြီးလည်းပြောတယ်။အခုကျုံတို့မှာစာတင်ကြောင်း၃ကြောင်းဖွင့်နေ။ကြောင်းလာတဲ့ကြောင်းသားတယောက်မှမရှိဘူးလို့ CDM ဆရာမတဦးကပြောပါတယ်။ကျုံတို့မျိုးမှာစာတင်ကြောင်း၆ကြောင်းရှိပြီးစစ်ကောင်စီရဲ့ဖိအားပေးမှုကြောင့်အထက်တန်းကြောင်းအထက်ကအလေတန်းကြောင်းအလကတက်နေတဲ့ အလကနှစ်ကျောင်းတုံးကျောင်းဖွင့်လစ်ခဲ့ပေမဲ့လည်းကျောင်းတက်မဲ့သူမရှိဖြစ်နေခြင်းဖြစ်ပါတယ်။ကလေးတွေကိုအိမ်တွေကမလွတ်တာများတယ်။စစ်ဆောင်နေကြတယ်လို့ပြောပြီးပေးမသွားကြဘူး။ကျောင်းကတော့မဖွင့်မနေရဖွင့်ရမယ်ပြောတယ်။လူကြီးတွေတောင်ပြေးနေရတယ်လေ။ကျောင်းအုပ်ကိုယ်တိုင်တောင်ပြေးနေရတာကျုံကလေးရက်ကွက်မှာတိုက်ပွဲစဖြစ်ကလေးကပြေးရတာလို့ဒေသခံတဦးကပြောပါတယ်။ကျုံတို့မြို့မှာဖွင့်လက်ထားတဲ့စာတင်ကျောင်းများကိုဆရာဆရာမများကကျောင်းဝစ်စုံဝစ်ကလာရောက်ချင်းမျိုးမဟုတ်ပဲကျောင်းရောက်တဲ့အခါမှလဲလေဝစ်စင်ကြကြောင်းသိရှိရပါတယ် ကျောင်းထွက်လက်မှတ်များကိုလည်းစာတင်ကျောင်းမှမထုတ်ပေးကြောင်းသိရှိရပြီးမူဂျိုကျောင်းထွက်လက်မှတ်လိုချင်သူများမှာဖအံမျိုးအထိတွားရောက်ထုတ်ယူရမယ်လို့သိရှိရပါတယ်။ကျုံတို့မျိုးမှာစက္ကဆချင်းမြန်တရင်ခမရ905ခမရ906နဲ့ viewer scan ကုန်းတို့ရှိနေပြီး၎င်းတရင်များကိုတော်လန်ရေးပူပေါင်းတက်ဖွဲ့များကဧပြီလ14ရက်နေ့မှစတင်ကတိုက်ခိုက်နေပါတယ်။တိုက်ပွဲဖြစ်ပွားတဲ့နေ့မှစတင်ကကျုံတို့မျိုးအနီးကြီးရွာများမှာရှိတဲ့ဘာသာရေးအဆောက်အအုံများစာတင်ကျောင်းများနဲ့ လူနေအိမ်များကိုစစ်ကောင်စီတပ်ကလက်နက်ကြီးနဲ့ပစ်ခတ်ခြင်းလေကြောင်းမှပုံကျဲခြင်းများပြုလုပ်ခဲ့တဲ့အတွက်အရက်သား20ဦးထက်မနည်းတေဆုံးကအများအပြားဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။စစ်ဘေးရှောင်မဲ့ကျုံတိုးမျိုးခံများကိုလည်းစစ်ကောင်စီတပ်ကမြို့ပြင်ကိုပေးမထွက်ပဲအကြောင်းမဲ့ဖမ်းဆီးမှုများရှိနေကြောင်းဒေသခံများထံကနေသိရှိရပါတယ်ခင်ဗျာ။ဆက်လက်၍မတူပီကာကိုရေးတပ်ဖွဲ့နှစ်ခုအကြားသဘောတူညီမှုရှစ်ချက်ရရှိကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာ။ချင်းပြည်နယ်မတူပီမြို့နယ်အခြေစိုက် ချင်းကာကွယ်ရေးအဖွဲ့နှစ်ခုအကြားငင်းချင်းရေးကော်မတီဥဆောင်မှုဖြင့်ဆွေးနွေးခဲ့ရမှာသဘောတူညီချက်ရှစ်ချက်ရရှိထားကြောင်းသိရှိရပါတယ်။မတူပီမျိုးသိမ်းတိုက်ပွဲအတွင်းသဘောထားကွဲလွဲကအပြန်အလှန်ပစ်ခတ်မှုများဖြစ်ခဲ့တဲ့ချင်း Defense Force မတူပီနဲ့ချင်းလန် Defense Force မတူပီအဖွဲ့တို့သဘောတူညီနိုင်နိုင်ခဲ့ခြင်းဖြစ်ပါတယ်။ပေါင်းစည်းနိုင်ရင်တော့အကောင်းဆုံးဖြစ်သွားမှာပဲ။ကျွန်တော်တို့ချင်းပြည်မှာကိုအချင်းချင်းမယုံကြည်နိုင်စရာဘာမှမရှိဘူး။ကိုမတူပီအချင်းချင်းကြားမယုံကြည်နိုင်စရာလောက်ရမျိုးလုံးမှာမဟုတ်ဘူး။ လက်တွေ့ကြတဲ့ယုံကြည်မှုမျိုးပဲလိုချင်တာပါလို့ချင်းလန့် Defense Force မတူဘီစစ်ဦးစီးချုပ်နိုင်ဂျွန်ကင်ကပြောပါတယ်မတူဘီချင်း Ministry Fellowship MCMF ရဲ့ငြိမ်းချမ်းရေးကော်မတီရမီရပ်ဖာများဦးဆောင်မှုနဲ့နှစ်ဖက်လက်နက်နဲ့ပြစ်ခတ်ခြင်းမပြုရန်အပါအဝင်သဘောတူညီချက်များကိုမေလ၁၀ရက်နေ့ကလက်မှတ်ရေးထိုးနိုင်ခဲ့ကြောင်းသိရှိရပါတယ်။ကျန်သဘောတူညီချက်များမှာ NCDM နဲ့ဒလန်များမှအပအကျန်းမာရေးပညာရေးစတဲ့ဌာနများမှဝန်ထမ်းများ ပြည်သူများနဲ့စေဘေးရှောင်ထောက်ပံ့တဲ့အဖွဲ့များအားလွတ်လပ်စွာသွားလာခွင့်ပြုရန်ပြည်သူများအားမိမိရွက်ရွာတွင်နေထိုင်ခွင့်ပြုရန်နဲ့စစ်မြေပြင်ဖြစ်တဲ့ငလိုင်ကြီးရွာမှာနှစ်ဖက်ပူးပေါင်းဆွေးနွေး၍မိုင်းရှင်းလင်းရန်တို့ညှိနှိုင်းနိုင်ခဲ့ခြင်းဖြစ်ပါသည်။ဒါပြင်ငင်းချမ်းကြီးခိုင်မြဲရန်အတွက်ကော်မတီတရက်ဖွဲ့စည်းရန်လူမျိုးရေးပုဂ္ဂိုလ်ရေးထိခိုက်စေမဲ့အတုံးအနှုံများရှောင်ရှားရန်နဲ့ကာကွယ်ရေးဆိုင်ရာညှိနှိုင်းဆောင်ရွက်ရန်တို့သဘောတူညီခဲ့ကြပါသည်။ညှိနှိုင်းသဘောတူညီမှုများရယူခြင်းမှာတရင်မီဒီယာနဲ့လူမှုကွန်ရက်စာမျက်နှာများမှာ ပြဿနာပိုကြီးထွားလာစေနိုင်တဲ့တပတ်သက်ဝေဖန်တိုက်ခိုက်မှုများကိုမပြုလုပ်ကြဘဲစီလုံးမှုကို OTV ကုညီနိုင်သည့်များကိုပြည်သူများအနေနဲ့ဝိုင်းဝန်းလှုပ်ဆောင်ပေးရန်တိုက်တွန်းလိုကြောင်း Chinland Defense Force မတူပီစစ်ဦးစီးချုပ်နိုင်ဂျွန်ကင်ကဆိုပါတယ်အဆိုပါသဘောတူညီချက်ရတဲ့ပေါ်အိန္ဒိယနိုင်ငံမီဇိုရန်ပြည်နယ်မှာစစ်ဘေးရှောင်နေသူတို့ကကျိုးစိုးကြောင်းနဲ့အားလုံးတစ်ဖွဲ့တစည်းတည်းဖြစ်နိုင်စေရန်ဆက်လက်လှုပ်ဆောင်လိုကြောင်း၎င်းရဲ့သဘောထားကိုပြောဆိုပါတယ် ဦးစားပေးတဲ့ဆရာတော်များနဲ့သဘောတူညီချက်ရအောင်ဆွေးနွေးတဲ့ခေါင်းဆောင်များကိုကျေးဇူးတင်ပါတယ်။တရင်ကောင်းပေါ့သူများနိုင်ငံမှာနေရတာထက်ကိုယ့်ရဲ့ရွာမှာပြန်နေကြတာလို့၎င်းကဆိုပါတယ်။ချင်း Defense Force မတူပြီဟာချင်းလန် Defense Force မတူပြီတက်မဟာတက်တက်မဟာနှစ်မှအမည်ပြောင်းလဲထားခြင်းဖြစ်ပါတယ်။ချင်းလန် Defense Force မတူပြီဟာချင်းလန်ကောင်စီအဖွဲ့ဝင်ဖြစ်ကချင်း Defense Force မတူပြီကတော့ချင်းညီနောင်အဖွဲ့ဝင်ဖြစ်ပါဝင်လျက်ရှိပါတယ်။ချင်းတော်လန်ရေးတပ်ဖွဲ့များဟာ မတူပီမြို့အခြေဆိုင်စစ်ကောင်စီခြေမြန်တရင်အမှတ်334လေးစစ်ပြူဟာခြေလင်တရင်အမှတ်1439တို့ကို2024ခုနှစ်ဇွန်လ9ရက်နေ့ကစတင်ထိုးစစ်ဆင်ပြီးဇွန်လ29ရက်နေ့မှာသိမ်းပိုက်နိုင်ခဲ့ပါတယ်ခင်ဗျာဆက်လက်၍ဒဝေမြို့နယ်စော်ဝါရွာတစ်ဆိုင်ပင်ဘုံကြီးကျောင်းကိုစစ်တပ်ကလက်နက်ကြီးနဲ့ပစ်ခတ်ခဲ့မှုကြောင့်ကျောင်းတိုင်ဆရာတော်ဗဒနာအိန္ဒောပါတာကြီးတိမှန်ပြန်လည်တော်မူခဲ့ကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာတနင်္သာရီတိုင်းဒဝေမြို့နယ်မှာရှိတဲ့ စော်ဝရွာတစ်စိတ်ပင်ဘုံကြီးចောင်းကိုအကြံဖတ်စစ်တပ်ကလက်နက်ကြီးနဲ့ပစ်ခတ်ခြင်းကြောင့်ចောင်းတိုင်ဆရာတော်ဗဒနာအိမ်တော်ပါတာပြန်လုံတော်မူခဲ့ကြောင်းဆရာတော်ရဲ့တကားတကားမှတရင်ချင်းမြစ်တချို့ကပြောဆိုပါတယ်။ယမန်နေ့ဇွန်လ၁ရက်နေ့မွန်လယ်၃နာရီကျော်ခန့်အချိန်တဝယ်မြို့ပေါ်မှာတက်ဆွဲထားတဲ့စစ်တပ်နဲ့နေဆက်ဒေသနဲ့တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးမှတက်ဆွဲထားတဲ့အကြံဖတ်စစ်ကောင်စီတပ်သားများကတဝယ်မြို့နယ်အတွင်းမှာရှိတဲ့ရှင်းမုတ်တီကျေးရွာအုပ်စုအတွင်းကို လက်နက်ကြီးအလုံးရေတရားကျော်နဲ့တနေကုန်ပြစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။အကြံဖတ်စစ်တပ်ကပြစ်ခတ်တဲ့လက်နက်ကြီးများဟာစော်ဝါရွာတစ်ဆိတ်ပင်ဘုံကြီးကျောင်းကိုထိမှန်ခဲ့ပြီးတပ်တော်66နဲ့ဝါတော်56ဝါရှိတဲ့ကျောင်းတိုင်ဆရာတော်ဗဒနာအိန်ဒိုပါတာကိုလက်နက်ကြီးကြီးထိမှန်ကပြန်လည်တော်မူခဲ့ကြောင်းသိရှိရပါတယ်။မနေ့ကစစ်ခွေးတွေကတဝဲကနေလက်နက်ကြီးနဲ့လှမ်းတူတာအဲ့ဒါလက်နက်ကြီးကြီးကစော်ဝါတစ်ဆိတ်ပင်ကျောင်းလေးကိုကြားရောက်ပောက်ကွဲလို့ဆရာတော်ပြန်လည်တော်မူသွားတယ်။ မနေ့ကညနေ3နာရီကျော်လောက်ကဖြစ်တာတဝဲမြို့ထဲမှာတက်ဆွဲထားတဲ့စစ်ခွေးတွေနဲ့နေဆက်ဒေသနဲ့တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးမှာတက်ဆွဲထားတဲ့စစ်ခွေးတွေက ပြစ်တာပေါ့လက်နက်ကြီးကမနေ့ကတနေကုန်လုံးကိုပြစ်တာအလုံးပေါင်း100ကျော်တယ်လို့ဒေသရင်းသတင်းရင်းမြစ်ကဆိုပါတယ်လက်ရှိအချိန်မှာရှင်မုတ်တီကြီးရွာအုပ်စုအတွင်းကိုလည်းအကြမ်းဖက်စစ်ကောင်စီတပ်သားများရောက်ရှိနေခြင်းကြောင့်ကြီးရွာများမှပြည်သူများလည်းဘေးလွတ်ရာကိုထွက်ပြေးတင်းရှောင်နေရကြောင်းသိရှိရပါတယ်ခင်ဗျာ ဆက်လက်၍ရခိုင်ပြည်နယ်မှာလည်းမိုးကောင်းပြီးရေစကြီးနေကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာမြန်မာနိုင်ငံအထက်ပိုင်းကချင်ပြည်နယ်မှာမြို့နယ်တချို့မှာရေပိကြုံနေရစေမှာကံယူရန်ဒေတာဖြစ်တဲ့ရခိုင်ပြည်နယ်မှာလည်းမိုးတဲတန်စွာရွာသွန်းပြီးကြောက်တော်နဲ့တောင်ကုန်းမြို့တို့မှာရေကြီးနှင်းမြုပ်မှုဖြစ်ပေါ်နေပါတယ်ကြောက်တော်မြို့နယ်မှာမေလ28ရက်မှာစ၍မိုးကောင်းခဲ့ပြီးဇွန်လ1ရက်နေ့ညမှာစတင်ကမြန်မာပိုင်းဒေတာများရေကြီးနေပြီးပင်လယ်တည်ရေလက်တက်လျက်ရှိတယ်လို့သတင်းရရှိပါတယ်မိုးကလည်းကောင်း ဒီရေကလည်းတက်နေတော့ရေမြုပ်နေတာမြန်တယ်။ကြောက်တော်မြောက်ဦးလမ်းလည်းပိတ်သွားပြီးဖြတ်လို့မရတော့ဘူးလို့ရခိုင်တေသခံတရင်ရှိမြက်ကပြောပါတယ်။ကြောက်တော်မြို့မှာစပားစိတ်ရွာမပြင်ရွာအပါဝဲကြေးရွာ၆ရွာထမင်းရေပင်းရင်ဆိုင်နေရတယ်လို့တရင်ရရှိပါတယ်။ဒါပြင်တောင်ကုန်းမြို့မှာလည်းမြင်းနေပိုင်းကြေးရွာများရေနစ်မြုပ်နေပြီးဒေသခံများဟာကုန်းမြင့်နေရာများမှာတွားရောက်တင်းရှောင်နေကြရတယ်လို့တရင်ရရှိပါတယ်။မေလ၂၉ရက်နေ့ကဘင်္ဂလားဒေ့ရှ်ကိုဝင်သွားတဲ့မုံတိုင်ဟာဂွန်တွင်းလီဘီအားနဲ့ရေဝန်းအဖြစ် မြန်မာအိန္ဒိယနယ်စပ်အနီးကိုဖြတ်နေပြီးချင်းပြည်နယ်ကချင်ပြည်နယ်ရခိုင်ပြည်နယ်စကိုင်းတိုင်းနဲ့မကွေးတိုင်းတို့မှာမိုးဆက်ရွာနိုင်ပြီးလျှက်တပြက်ရေကြီးခြင်းနဲ့မြေပြိုခြင်းများကိုအထူးသတိပြုသင့်ကြောင်းအမျိုးသားညီညွတ်ရေးအစိုးရလူသားချင်းစာနာထောက်ထားရေးနဲ့ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန MOHDM ကတတိပေးထားပါတယ်။လက်ရှိမှာကချင်ပြည်နယ်မြစ်ကြီးနားမြို့ဝိုင်းမော်မြို့စွန်ပရာပေါ်မြို့ချီပွေမြို့ပူတာအုံမြို့ စကိုင်းတိုင်းမှနာဂဒေတာတို့တွင်လည်းရေမင်းနှင့်မြေပြိုမှုဘေးကြုံတွေ့နေရပါတယ်။အေယာဝတီမြစ်ရာမြစ်ကြီးနားမြို့ရဲ့စိုးရင်ရေမတ်အထက်နှလက်မခန့်မြင့်တက်နေပါတယ်။အေယာဝတီမြစ်အောက်ပိုင်းဒေတာများရေဘေးသတိပြုကြရန်လူမှုကွန်ရက်အဖွဲ့များကသတိပေးနေကြပါတယ်ခင်ဗျာ။ဆက်လက်၍မန္တလေးမှာဘဏ်အကောင့်ပိတ်ခံထားရသူတွေကိုစစ်ကောင်စီကပြန်လိုက်ဖမ်းနေကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာ။မန္တလေးမြို့မှာရခင်ကဘဏ်အကောင့်ပိတ်ခံထားရသူတွေကိုစစ်ကောင်စီကပြန်လည်ဖမ်းဆီးနေပြီ မန္တလေးမှာကားရောင်းဝယ်ပြုလုပ်သူအမျိုးသားနှုတ်လဲဖန်စီခံထားရတယ်လို့နေဆက်သူတွေစီကနေသိရှိရပါတယ်။အာနာသိမ်းပြီးနောက်ပိုင်းဘန်ကောက်ပိတ်ခံထားရသူတွေကိုပြီးခဲ့တဲ့မေလလောက်ကစပြီးအမှုဟောင်းတွေနဲ့လိုက်လံဖန်စီနေတာလို့သိရှိရပါတယ်။စစ်အာနာသိမ်းပြီးနောက်ပိုင်းအွန်လိုင်းငွေပေးချေမှုပေးကနေတဆင့်ငွေဝင်ထွက်များပြီးစစ်ကောင်စီတန်တရာရှိသူတွေရဲ့ဘန်အကောင့်တွေကိုပိတ်ခဲ့ပြီးယခုအခါအဲ့ဒီလူတွေကိုလိုက်လံဖန်စီနေတာလို့သိရှိရပါတယ် KBZ Pay အသုံးပြုသူတွေဖြစ်ပါတယ် မေလနောက်ဆုံးပတ်ထဲမှာတော့မန္တလေးမြို့ကကားအယောင်အဝယ်ပြုတ်လို့သူအသက်30ကျော်အရွယ်အမျိုးသားနှစ်ဦးဖမ်းဆီးခံခဲ့ရတာလို့သိရှိရပါတယ်။တယောက်ကတော့အကြမ်းဖက်တိုက်ဖြတ်ရေးဥပဒေပုံမှန်90ညနဲ့အမှုတင်ပြီးသွားပြီတဲ့။ဘယ်လို့မှလိုက်မရဘူးလို့နှိစက်သူတဦးကပြောပါတယ်။အဲ့ဒီအမျိုးသားနှစ်ဦးဟာမိတ်ဆွေတွေဖြစ်ကြပြီးကားအယောင်အဝယ်ပြုတ်လို့တာကြောင့်ဘဏ်အကောင့်ငွေအဝင်ထွက်များပြီးတဲ့နောက်ဘဏ်အကောင့်ပိတ်ခံခဲ့ရတာလို့သိရှိရပါတယ်။အခုကဘဏ်အကောင့်ပိတ်ခံထားရတဲ့သူတွေကိုအကုန်လိုက်ဖမ်းနေတာလို့ပြောတယ် တယောက်ဆိုအကောင့်ကြီးတွေနဲ့လိုက်တာကိုမရတာလို့နီးစပ်သူတဦးကဆိုပါတယ်စစ်တပ်က PSMS နီးပညာနဲ့မက်လကနဲ့မေလာအတွင်းဖန်ဆီးထားသူမန္တလေးတိုင်းအတွင်းက1685ဦးရှိတယ်လို့ထုတ်ပြန်ထားပြီးအဲ့ဒီဖန်ဆီးခံရသူတွေထဲမှာဘန်ကောက်ပိတ်ခံထားရသူတွေလည်းပါဝင်ပါတယ် PSMS software public sector management system ဟာတရုတ်နီးပညာကုမ္ပဏီတစ်ခုက အကူအညီပေးထားပြီးစစ်တပ်ရဲ့စစ်ဆေးရေးဂိတ်ဟိုတယ်တဲခုကန် စတဲ့မက်ပုံတင်စစ်ဆေးတဲ့နေရာတွေမှာမက်ပုံတင်နံပါတ်ကိုရိုက်ထည့်လိုက်တာနဲ့ကွန်ပျူတာမှာစစ်ကောင်စီကတင်ထားတဲ့ပုံမှန်ပေါ်လာတဲ့ software ဖြစ်တယ်လို့အကြံဖင်သိရပါတယ်။အဲ့ဒီ BSMS software ကိုပြီးခဲ့တဲ့ April လကပြင်းဦးလေမြို့မှာစတင်အသုံးပြုခဲ့ပြီးငလင်သွားရှောင်းတဲ့မန္တလေးမြို့ခံမျိုးသား၃ဦးနဲ့အမျိုးသမီး၂ဦးတို့တကြံတွင်းမှာဖမ်းဆီးခံခဲ့ရတယ်လို့သိရှိရပါတယ်။၂၀၂၁ကတည်းကဘဏ်အကောင့်ပိတ်ခံထားရတာကြားတဲ့ဖမ်းဆီးတာနာမည်ထွက်တာ ဝရန်ထုတ်တာတွေလည်းမရှိတော့ပုံမှန်ရှိနေမှမသိဘူးဒီကြားထဲလည်းမန္တလေးနဲ့ပြင်ဦးလွင်ကိုကူးနေတာပဲအဲ့ဒါတကြံနဲ့ငလင်သွားရှောင်းတဲ့အချိန်မှာအစင်းတိုင်လိုက်တာညပိုင်းဝင်ဖန်းသွားတာလို့လက်ရှိအကြမ်းဖက်တိုက်ဖြတ်ရေးဥပဒေပုံမှန်90ညနဲ့တရားစွဲခံထားရသူတဦးရဲ့မိသားစုဝင်ကပြောပါတယ်ဖန်းစီချိန်မှာဥမာတစ်ခုကိုသာပြောဆိုဖန်းစီခဲ့တာဖြစ်ပြီးပြင်ဦးလွင်ရဲစခန်းကနေတဆင့်မန္တလေးမြို့တက်ဆိုင်ရာရဲစခန်းကိုပို့ဆောင်ခဲ့တာဖြစ်တယ်လို့သိရှိရပါတယ်ခင်ဗျာ ဟုတ်ကဲ့ပါခင်ဗျာအဆုံးအထိကြည့်ရှုခဲ့ကြတဲ့အတွက်ကျေးဇူးတင်ရှိပါတယ်တရင်ကြည့်ရှုသူပြည်သူလူထုအပေါင်းစစ်မိတ်စာလက်မှအမြန်ဆုံးလွတ်မြောက်ပြီးနိုင်ငံတော်တစ်ကိုအမြန်ဆုံးတည်ဆောက်နိုင်ပါစေလို့ကျွန်တော်တို့ຫນွေဦးနေရန်တရင် channel မှာဆုတောင်းလိုက်ပါတယ်ခင်ဗျာလူထုဘက်ရည်တည်ခြင်းတရင်အစ်အမှန်ຫນွေဦးနေရန်